င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မတ်လ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်မှာဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်တွေအနေနဲ့လက်ခံနိုင်အောင်မရှိဘူးလို့စီလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UN မှာဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းထိုင်းတိုက်ခန့်တွေနဲ့စကစစ်ထိုးပွဲဆင်နွှဲဖို့ဝင်ကြီးချုပ်ပေတုံတန်းပြင်ဆင်နေတဲ့ဆိုတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာခစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်နယ်မှာဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်တွေအနေနဲ့လက်ခံနိုင်အားမရှိဘူးလို့စီးလုံးညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNA မှာဦးမျိုးကျော်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ပြည်내ထူထောင်ဖို့ခက်ခဲနေတဲ့ရခိုင်ပြည်မှာ ဘင်္ဂလားဒေ့ရှ်ကမွတ်စလင်ဒုက္ခသည်တွေကိုရခိုင်တွေအနေနဲ့လက်ခံနိုင်အားမရှိဘူးလို့စီးလုံးညညတော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်ကစီရင်နိုင်တဲ့တင်းထောင်တာကိုပြောပါရယ်။လက်ရှိမှာအာရခတက်တော် AE ရဲ့တော်လန်ရီဟာအဆုံးသတ်မဖြစ်သေးကြောင်းနေမြေအလုံးစုံထင်းကျုံနိုင်သည့်တိုင်လုံဆောင်ရမယ့်လုပ်ငန်းစဉ်တွေမှာအခက်အခဲရှိနေအောင်မဲ့အခြေအနေ၌မွတ်စလင်ဒုက္ခသည်တွေပြန်ပို့ကတာဝန်ခံခိုင်းတာဟာလွယ်လွယ်မဖြစ်နိုင်ကြောင်းလည်းသူကပြောပါရယ်။ အဲဆက်တက်တော်နေနဲ့လေသူကိုမိုက်ကိုကဒီတော်စေးတစ်ခုဟာအခုရှင်ပြေဆုံးသားလို့မရနိုင်သေးဘူးလေနော်အဲဆုံးသားဖို့အတွက်သူ့မှာလေရခိုင်ပြည်ထဲမှာလုပ်เสียအလုပ်တွေတင်ဖို့အတွက်ဆိုလည်းအခုကြောက်ဖြူစစ်တွေမအောင်ဆိုတဲ့နေရာမျိုးကြီးကျန်နေရဲ့အကယ်၍တင်လို့အကုန်လုံးရတာရပြီးပြီသူ့ရဲ့တော်လှန်ရေးကသူ့နယ်မြေကိုအကုန်လုံးထိန်းချုပ်နိုင်ပြီးတင်ပြီးပြီဆိုရင်တော့မှဒီနေရာဒီမှာ ဒီဒီငင်းကြီးဖြစ်ဖို့ရယ်နော်ဒီအုတ်ချိုရည်ရန်ရားဒီကိုစနစ်ကြတိဆောက်ရမှာဟဲ့ဒီဒီလူကြီးရဲ့စာဝန်ကြီးအဆင်ပြေဖို့နော်ဆရာမကြီးပညာကြီးကအဲဒါလုံးစီရလုံးမကြီးကအများကြီးခက်ခဲရှိုံမယ်ဒီဟာဒီအတွက်နိုင်ငံတကာကနော်ဝင်ပါပြီကူညီရင်တမျိုးပေါ့ဗျာနောက်တစ်ခုကတော့ရခိုင်နေနဲ့အချုပ်အချာကိုရတယ်ဆိုတော့မှဘယ်သူတွေကသူ့ကို ောက်ခံမလဲဘယ်နိုင်ငံတွေကထောက်ခံမလဲဘယ်သူတွေကဘယ်နိုင်ငံတွေကတော့အထောက်ပံ့ပေးမလဲဆိုရဲအာမျိုးတွေကအများကြီးလိုသူရလေအဲလိုမဟုတ်ဘဲနဲ့ဒီဒုက္ခတွေကိုတခါနေပြီးတော့ဒီပြန်လဲထူထောင်ဖို့တောင်းမခက်ခဲနေတဲ့ရခိုင်ပြည်ကိုပေါ့နော်နော်ဒီဟာဒီဒုက္ခတွေကိုပါထားပြီးတော့ပို့ပြီးငေါ်လုပ်တယ်အဲပို့ပြီးတော့နေပြီးတော့နော်တောင်းဝခံခိုင်းတယ်ဆိုတဲ့ဟာမျိုးကတော့ကျွန်တော်ထင်တယ် လွယ်လင်းလွယ်လွယ်နဲ့တော့ဖြစ်မှာလို့မထင်ပါဘူး။ရခိုင်ပြည်နယ်နဲ့လည်းလက်ခံနိုင်အားရှိလိမ့်မယ်လို့တော့ကျွန်တော်မယုံကြည်ဘူးခင်ဗျာ။ပြီးခဲ့တဲ့တင်ပတ်ကဘင်္ဂလားဒေ့ရှ်နိုင်ငံရှိကော်ဗဇာဒုက္ခသည်စခန်းကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဂူတာရက်စ်ကဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲနဲ့အတူတွားရောက်ကြည့်ရှုခဲ့တာပါ။အဲ့ဒီခရီးစဉ်အတွင်းမွတ်စလင်ဒုက္ခသည်တွေကိုလာမယ့်2026ခုနှစ်အတွင်းမှာရခိုင်ပြည်နယ်ကိုပြန်လည်ပို့ဆောင်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့အကြီးအကဲမိုဟာမက်ရှင်နုကကတိပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်သူတို့နေရပြန်နိုင်ရေးအတွက်အေးအေးနဲ့တွဲဆောင်ဆွေးနွေးဖို့လိုအပ်တယ်လို့ယုံကြည်ကြောင်းလည်းကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ဂူတာရက်စ်ကမတ်လ15ရက်မှာပြောကြားခဲ့တာပါဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးအကြံပေးတိုဟေဟူစိန်ကတော့မွတ်စလင်ဒုက္ခသည်တွေဂုံတိတ်ခါရှိစွာနေရပြန်နိုင်ရေးမြန်မာနိုင်ငံအစိုးရနဲ့ဒေသအာဏာပိုင်တွေအပေါ်အများကြီးတက်ဆိုင်ကြောင်းပြောဆိုထားပါတယ်မွတ်စလင်ဒုက္ခသည်တွေနေရပြန်နိုင်ရေးအတွက်တက်ဆိုင်ရအစိုးရဖွဲ့ဝင်တွေအနေနဲ့ ဥစွာဆွေးနွေးညှိနှိုင်းပြီးသဘောတူညီချက်ရှိဖို့လိုအပ်တယ်လို့ငင်းကြိမ်လုပ်ငန်းစဉ်မှာပါဝင်လုပ်ကိုင်နေသူဥခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်သူတို့နဲ့နာဆာကနဲ့သဘောတူညီချက်ရှိအောင်တော့ AA နဲ့သဘောတူညီချက်မရှိဘူးဆိုရင်တော့မလုပ်နိုင်တာသိချတာပေါ့နော်အဲ AA နဲ့လုပ်နိုင်ဖို့ကိစ္စကိစ္စပဲဖြစ်ဖြစ်နာဆာကနဲ့လုပ်လုပ်နိုင်ဖို့ကိစ္စပဲဖြစ်ဖြစ်သူတို့ မှာသဘောတူညီချက်တည်ဆုံးတရားတော်ရှိရမှာပေါ့နော်ကျွန်တော်ထင်တာကတော့ဟိုလူအခွင့်အရေးနဲ့ပတ်သက်တဲ့လူသားချင်း စာနာမှုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ဒါကိုအာအေးအေးလေးညင်ပယ်လိုက်မယ်လို့မထင်ဘူးဒါပေမဲ့သူရဲ့စိုးရိမ်ချက်ကတော့ နိုင်ငံရေးကိစ္စဖြစ်တယ်နော်ဒီလိုနိုင်ငံရေးကိစ္စမှာတော့ဟိုအနည်းဆုံးသူတို့တုံးဖက်တုံးတန်းနော်အီအီဘင်္ဂလားဒေ့ရှ်ရယ်အဲနောက်ပရမဒီနာဆာကာစ်အာဒီအာရိုဟင်ဂျာရိကူရန်ရယ်ဒါတွေကိုသူတွင်တွင် ပြီးတော့မှသဘောတူညီရရှိဖို့လိုပါလေတကယ်လို့ဟိုဘင်္ဂလားဒေ့ရှ်နဲ့နာဆာကပဲဆိုလည်းမဖြစ်နိုင်ဘူးပေါ့နော်ပင်ကြီးနေမှုဆိုတက်ဆိုင်ရာဒီအစုဝင်တွေ stakeholder တွေအားလုံးပါဝင်လို့ပါလေ၂၀၁၉ခုနှစ်ကရခိုင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရစွန်ခွာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့မွတ်စလင်ဒုက္ခသည်ဦးရေဟာသင်္ကန်းနဲ့ခန့်သာရှိတယ်လို့မြန်မာဆိုရဘက်ကနေထုတ်ပြန်ထားတာပါ။ဒါပေမဲ့ကုလဘက်ကတော့တိတိကျကျမှနှစ်သန်းခန့်ရှိကြောင်းသိရပါဗျ။လက်နက်ကင်တော်လန်ရေးအင်အားစုတွေကြောင့်အချင်းချင်းတွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ဖို့နိုင်ငံခြားကတိုက်တွန်းမှုတွေဟာအလုံမဖြစ်နိုင်ဘူးလို့နိုင်ငံရေးလှိလာတုံးသက်သူဦးတန်းစိုးနိုင်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ မြန်မာနိုင်ငံအတွင်းရှိလက်နက်ကင်တော်လိုင်းအင်အားစုတွေအကြားအချင်းချင်းတွဲဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့နိုင်ငံခြားကတိုက်တွန်းမှုတွေဟာအလုံးမဖြစ်နိုင်ကြောင်းနိုင်ငံရေးလှိလာသုံးသပ်သူဦးတန်းစိုးနိုင်ကဆီယန်တိုင်းဒိန်းထဏာကိုပြောပါရယ်မြန်မာပြည်ရဲ့ညဉ့်ညံ့ရေးအတွက်ဖက်ဒရယ်စနစ်လုပ်ငန်းရှင်တွေကိုပံ့ပိုးကူညီဖို့နဲ့တော်လိုင်းရဲ့အဖွဲ့အစည်းတွေအကြားနိုင်ငံရေးဆွေးနွေးမှုတွေလုပ်နိုင်ဖို့လည်းအင်းဒီချင်းနိုင်ငံတွေကပံ့ပိုးဖို့လိုအပ်တယ်လို့ Forum of Federations ရဲ့မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးဦးဝင်းမင်းကပြောကြားခဲ့ပါရယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိထိုင်းလွတ်တော်မှာ2025ခုနှစ်မတ်လ22ရက်တွေကပြုလုပ်တဲ့မြန်မာအရေးဒုတိယနေ့ဆွေးနွေး ီးပွဲမှာပါဝင်ဆွေးနွေးခြင်းသူကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။တော်လိုင်းရဲ့အဖွဲ့အစည်းတွေကြားတွေ့ဆုံဆွေးနွေးနိုင်ဖို့နိုင်ငံခြားတိုက်တွန်းမှုတွေကိုကြိုးစားရမှာဖြစ်ပေမဲ့လက်တွေ့မှာအလုံးမဖြစ်နိုင်ကြောင်းနိုင်ငံရေးလှိလာသုံးသူဦးတန်းစုနိုင်ကဆီယန်နိုင်တဲ့ဌာနကိုပြောပါရတယ်။ ကျွန်တော်အမည်ပြောလို့ရှင်တော့အဲ့လိုကိစ္စတွေကိုကျွန်တော်တို့ကြိုးစားရမှာပါဒါပေမဲ့အလုပ်ဖြစ်မှာမဟုတ်ပါဘူးလုပ်ဖြစ်မဲ့လို့ကျွန်တော်ကမယူဆပါဘူးမယုံကြည်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာအတူတူရပ်တည်နေတဲ့ဖွဲ့စည်းချင်းချင်းတောင်ပြောလို့မရတာနိုင်ငံခြားအဲ့ဒါတွေလုပ်ဖို့တိုက်တွန်းနေဆိုတဲ့ကိစ္စကလက်တွေ့မှာဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ကျွန်တော်ကတော့သုံးသပ်ပါတယ်ခုဖြစ်နေတဲ့ဒီပြည်ခလူတွေကတော့ကျွန်တော်တို့အခြေခံတကြဖြစ်ရှင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့စစ်ကောင်စီပြုတ်ကြသွားပြီးတဲ့နောက်မှာ ါခြေခံကြကြဖြေရှင်းလို့ရမှာပါအဲ့ဒီမတိုင်ခင်မှာတော့ရှင်းနေဦးမှာပါတို့တော့ညာလေအဲ့ဒီကိစ္စကလက်နက်ကင်ပြိပခါထီတော့ဒီနေ့ဖြစ်လာတာကျွန်တော်မတွေ့သေးပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဘုံကော်မတီအဆင့်ချင်းချင်းကတော့အပြန်လာနားလည်မှုတွေရှိနေကြသေးလို့ပါ။ဖြစ်နိုင်ရင်ဘုံကော်မတီတွေကိုယ်တိုင်အနေနဲ့လမ်းညွှန်ကြားရေးလောက်ပေးလို့မဟုတ်ဘဲနဲ့နေမြေတွင်းမှာဆင့်ပြီးတော့ပညာပေးတာဆွေးနွေးတာတွေလက်တွေ့လုပ်နိုင်ရင်တော့တုံတရားသက်သာပါလိမ့်။ဒါပေမဲ့လောကတော့ကင်းရှင်းသွားမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်။ 2021ခုနှစ်နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းတိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းတွေရဲ့နေမည်စိုးမိုးမှုတွေကျယ်ပြန့်လာတာနဲ့အမျှအငြင်းပွားမှုပြဿနာတွေမှာလည်းဖြစ်ပေါ်လာနိုင်တယ်လို့ထောက်ပြမှုတွေရှိနေပါတယ်။အကျိုးစီးပွားတွေမတူတဲ့အတွက်တော်လန်ရေးအဖွဲ့အစည်းတွေအကြားပြိပိခါတွေရှေ့လျှောက်မှာလည်းရှိနေနိုင်တယ်လို့တရုတ်မြန်မာရေးလေလာသုံးသပ်သူဒေါက်တာလာကျော်စောကဆီအန်အိုင်းသတင်းဌာနကိုပြောပါရစေ။ခင်ဗျားပြောတာမှန်ပါတယ်ပြိပိခါတွေများတယ်ဆိုတာ ဲ့ပရိပခတွေကရှေ့ချောက်လဲရှိနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့အကျိုးစီးပွားတွေမတူလို့နော်။တိုင်းရင်းသားဒေသအချင်းချင်းမှာလဲရှိနိုင်တယ်။ပြည်မကဟိုနေနေလဲရှိနိုင်တယ်။ကျမတို့သတိထားကထားမှာကဒီစစ်အာဏာရှင်စနစ်ဘယ်လောက်သဆိုးရှင်နေတာဟာကျမတို့တော်လိုင်းအဖွဲ့အစည်းတွေကြားမှာအဲ့လို꽌နေလို့အဲ့လိုပရိပခတွေဖြစ်နေလို့ဖြစ်တယ်ဆိုတာကိုကျမတို့သိကိုလို့ဒါကိုလဲစစ်အုပ်စုကအသုံးချတယ်ပုံရတယ်။ဒါမဲ့အခုခမ များတခြားကမကြည့်နဲ့နော်သူတို့လူမျိုးချင်းချင်းပဲဖြစ်ဖြစ်ဒီသားနဲ့ဒီသားပဲဖြစ်ဖြစ်ပြိပက္ခဖြစ်တဲ့အခါမှာတတ်နိုင်သမျှဒဲနဲ့နဲ့မဖြေရှင်းဘူးစိစသွေးနည်းအဖြေရှာမယ်ဆိုရဲအဖြေတစ်ခုကိုရထားကြတယ်အဲ့လိုသဘောတူညီချက်ရထားတာဟာတော်ဟန်ကြီးကိုရှိတဆန်တက်တာပဲအဲ့ဒီနည်းတွေနဲ့သာကျမတို့ကကိုတော်ဟန်ကြီးကိုအောင်အောင်တုံးခင်မှာဗျာ လက်ရှိရှမ်းပြည်နယ်မှာ KAI နဲ့ DNL ကြား၎င်း KAI နဲ့ MND ကြား၎င်း DNL နဲ့ SSPP ကြား၎င်း RCSS နဲ့ SSPP ကြား၎င်း PNO နဲ့ PNLO ကြား၎င်းနေမြေအငင်းပွားပြီးပွတ်တိုက်မှုတွေဖြစ်ပွားနေပါတယ်အဲ့ဒီလိုပဲတနင်္သာရီတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်အတွင်းမှာ NMSP နဲ့ KNU ကြား၎င်း KNU နဲ့ KDLA ကြား၎င်းနေမြေအငင်းပွားမှုတွေရှိနေပါတယ်စီနိုင်တဲ့တင်းထားတဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ ထိုင်းတပ်ခန့်တွေနဲ့စကားစစ်ထိုးပွဲစဉ်တွေကိုဝင်ကြီးချုပ်ပေတုံတန်ပြင်ဆင်နေရဆွဲတဲ့တင်ပဲဖြစ်ပါတယ်။တင်ပြည်စံကိုကြည့်ရှုလိုက်ရအောင်ပါ။ထိုင်းလွတ်တော်မှာအတိုက်ခံတွေကဝင်ကြီးချုပ်ပေတုံတန်ကိုဆွဆွဲပစ်တင်တဲ့စကားစစ်ထိုးပွဲမတိုင်မီအစိုးရအဖွဲ့ရဲ့အားနည်းချက်အားသာချက်တွေရှိနေကြောင်းလေးလာသူတွေကပြောကြားခဲ့တယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြခဲ့ပါတယ်။ ပေတုံတန်းကတော့စကားစစ်တိုးပွဲမှာမိကွန်အလုံးကိုဖြစ်ဆိုဖို့ပြင်ဆင်ထားပြီးဝင်ကြီးတွေကလည်းသူတို့ရဲ့တက်ဆိုင်ရာကဏ္ဍနဲ့ပတ်သက်ပြီးမိကွန်တွေကိုဖြစ်ကြားသွားလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ပေတုံတန်းနဲ့အတိုက်ခံတွေရဲ့စကားစစ်တိုးပွဲကိုမက်စလာ24ရက်နဲ့25ရက်မှာနှစ်ရက်ကြာပြုလုပ်သွားမှာဖြစ်ပါတယ်။အတိုက်ခံတွေကပေတုံတန်းကိုကောင်းဆောင်မှုကဏ္ဍမှာအားနည်းချက်တွေရှိနေပြီးသူ့ရဲ့အဖခင်ဖြစ်သူဝင်ကြီးတုတ်ဟောင်းတက်စင်ကိုအစိုးရအဖွဲ့အားထိန်းချုပ်ခွင့်ပြုထားကြောင်းစွပ်စွဲခဲ့ပြီးနောက်ပေတုံတန်းကိုအယုံကြည်မရှိအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာ2023ခုနှစ်စက်တင်ဘာ ဘာလကအာဏာရလာခဲ့တဲ့ဖြူချိုင်းပါတီဦးဆောင်တဲ့အစိုးရအဖွဲ့ကိုအတိုက်ခံပြည်သူပါတီ PP ကတင်သွင်းတဲ့ပထမဆုံးယုံကြည်မှုရှိအဆိုဖြစ်ပါတယ်။ ပေတုံတန်ဟာအတိုက်ခံတွေရဲ့ဆက်ဆက်ချက်တွေကိုထိထိရောက်ရောက်တုတ်ပြန်နိုင်စွမ်းရှိမရှိနဲ့နိုင်ငံကိုဥဆောင်နိုင်စွမ်းရှိမရှိကိုအများကစောင့်ကြည့်နေကြတာဖြစ်ပါတယ်။အဲ့ဒီစကားစစ်ထုတ်ပွဲမှာဖျက်သိမ်းခံခဲ့ရတဲ့ Move Forward Party MFP ရဲ့အဖွဲ့ဝင်တွေအသစ်ဖွဲ့ထားတဲ့ PP Party အတွက်လည်းအစိုးရအဖွဲ့ကိုအတိုက်ခံလုပ်ဖို့မြင်းမြတိစွမ်းဆောင်နိုင်ခြင်းရှိမရှိကိုလည်းစမ်းသက်ချက်တစ်ခုလိုဖြစ်လာလိမ့်မယ်လို့လေလာသူတွေကပြောကြားခဲ့ပါတယ်။ အတိုက်ခံပီပီပါတီခေါင်းဆောင်ဖြစ်တဲ့နတာပွန်ရှူရန်ပညာဝိတ်ကတော့အဲ့ဒီစကားစစ်ထိုးပွဲမှာနိုင်ငံရေးအထက်မိသားစုအကျိုးစီးပွားကိုရှေ့တန်းတင်တဲ့ Future Party ကိုဝေဖန်ဖို့အာရုံစိုက်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ပြန်လည်ပြင်ဆင်ထားတဲ့အယုံကြည်မရှိအဆိုပြုချက်အရာအတိုက်ခံတွေအနေနဲ့လိုအပ်လာပါကဝင်ကြီးချုပ်ရဲ့မိသားစုနဲ့ဆက်နွယ်နေတဲ့အစားပုပ်ကိုယ်တွေကိုစေနွေခွင့်ပြုလာကြောင်းမိသားစုဝင်တဦးဆိုတဲ့အတုံးတော်တစ်ခုလည်းမဟုတ်ပဲစကားစစ်ထိုးစဉ်အတွင်းဝေါ်ဟာရအများပြားကိုကြားရလိမ့်မယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ရခင်ကအယုံကြည်မရှိအဆိုရဲ့အဆိုပြုချက်မှာတဆင်မီကိုပါတိုက်ရိုက်ထက်သင်ထားပေမဲ့လည်းနောက်ပိုင်းမိသားစုဝင်တဦးဆိုတဲ့ဝေါ်ဟာရကိုသာတုံးလုံးခဲ့တာဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍဆက်ဆံရေးကိုမဖြစ်မနေဖော်ဆောင်ရမယ်လို့အိန္ဒိယနိုင်ငံသားရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ ကမ္ဘာပြင်းစမအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့အိန္ဒိယအနေနဲ့ကျယ်ပြန့်ပြီးမတူကွဲပြားတဲ့စွမ်းအင်ကဏ္ဍဆက်ဆံရေးကိုမပြစ်မနေဖော်ဆောင်ရမယ်ဖြစ်ကြောင်းအိန္ဒိယနိုင်ငံသားရေးဝန်ကြီး S. Jayshankar ကပြောတယ်လို့ The Hindu သတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်။ကမ္ဘာကြီးဟာရွာတရာကဲ့သို့ဖြစ်သွားခဲ့တဲ့ Globalization ရဲ့ကောင်းကျိုးတွေကိုဆယ်စုနှစ်များစွာမြင်တွေ့ခဲ့ရပြီးနောက်မြန်မာခေတ်ကမ္ဘာကြီးဟာစက်မှုမူဝါဒတွေပို့ကုန်ထိန်းချုပ်မှုတွေအောက်ခွန်စစ်ပွဲတွေရဲ့တက်ရောက်မှုတွေနဲ့ရုန်းကန်နေရဆဲဖြစ်ကြောင်း Jayshankar ကမွန်ပိုင်းမြို့မှာပြုလုပ်တဲ့မီဒီယာပွဲအခမ်းအနားတစ်ခုမှာပြောကြားခဲ့ပါ ါတယ်။အဲ့ဒီအခြေအနေမျိုးမှာမိမိတို့နိုင်ငံရဲ့အာသာချက်တွေကိုဖော်ထုတ်ဖို့အပြင်ဘူဝါဒတွေနဲ့အညီလိုက်ရောညီထွေဖြစ်စေဖို့အရေးကြီးကြောင်းသူကလေးထားပြောခဲ့ပါတယ်။ဖြစ်ပါနိုင်ငံတွေမှာဖွင့်လွှတ်ထားတဲ့အိန္ဒိယတန်ယုံတွေဟာနိုင်ငံရဲ့စီးပွားရေးနဲ့အကျိုးစီးပွားကိုပုံမတက်ကြစွာလှုံ့ဆော်နေကြောင်းအိန္ဒိယစီးပွားရေးလုပ်ငန်းတွေအောင်မြင်စေဖို့အတွက်တရင်အချက်လက်တွေထောက်ပံ့ပေးခြင်းအကြံဉာဏ်ပေးခြင်းတို့လှုံ့ဆော်နေကြောင်းလည်းဂျိုင်းရှန်ကာကဆိုပါတယ်။အဲ့ဒီအပြင်ဂျိုင်းရှန်ကာဟာရုရှား၊ယူကရိန်း၊အစ္စရေးအီရန်အနောက်နိုင်ငံတွေကမ္ဘာတောင်ကျမ်း၊ဘရိတ်အဖွဲ့၊ကွက်အဖွဲ့ ဲတို့အပါဝင်မတူကွဲပြားတဲ့နိုင်ငံတွေနဲ့တပြိုင်နက်တည်းထိတွေ့ဆက်ဆံနိုင်စွမ်းရှိတဲ့အိန္ဒိယရဲ့ထူးခြားတဲ့ရည်တည်ချက်ကိုအလေးထားပြောခဲ့ပါတယ်။အဲ့ဒီကဲ့သို့ဘောင်းဆောင်ပါဝင်တဲ့ထိတွေ့ဆက်ဆံမှုဟာမတူကွဲပြားတဲ့စွမ်းရင်ဆက်ဆံရေးကိုမြင့်တင်ဖို့နဲ့ကမ္ဘာစိန်ခေါ်မှုတွေကိုပူးပေါင်းဖြည့်ရှင်မဲ့အိန္ဒိယရဲ့တန်တိထံကိုပြတ်တရာရောက်နေတယ်လို့လည်းဂျိုင်းရှန်ကာကပြောကြားခဲ့ပါတယ်။ယူကရိန်းပြည်ပခါအပြီးမှာအိန္ဒိယရဲ့စွမ်းရင်ဝယ်ယူတဲ့ချင်းကပ်ပုံနဲ့ပတ်သက်ပြီးပြောကြားရမှာရုရှားထံမှရေနံတွေဆက်လက်ဝယ်ယူနေတဲ့အိန္ဒိယရဲ့ဆုံးဖြတ်ချက်ကိုနိုင်ငံအချို့ကဝေဖန်ခဲ့ကြောင်းတို့ပေမဲ့ ဲ့နိုင်ငံတိုင်းဟာမိမိတို့ရဲ့ကိုကြိုးစည်းပွားကိုသာရှည်တန်းတင်လှုပ်ဆောင်ခြင်းဖြစ်ကြောင်းဝေဖန်မှုတွေကိုခြေပါပြောကြားခဲ့ပါတယ်။အရင်မြင့်ပေါင်းဆောင်ပါဝင်တဲ့ကုန်ထုတ်လုပ်မှုစမ်းသစ်တည်ထွင်မှုနဲ့ဤပညာကဏ္ဍတွေကိုမြင့်တင်ခြင်းဟာစီးပွားရေးစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံတွေရဲ့စိုးရိမ်ပူပန်မှုတွေရောကြစေနိုင်တယ်လို့လည်းဂျိုင်ရှန်ကာကပြောကြားခဲ့ပါတယ်။ထိုင်ဝမ်လူငယ်တွေဟာတိုက်ခိုက်လို့စေကိမဲ့နေပွဲရှိနိုင်တယ်လို့ South China Morning Post ကပြုလုပ်ခဲ့တဲ့အလို့သဘောအင်တာဗျူးတွေမှာဖော်ပြခဲ့တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ တရုတ်ရဲ့စီးရေးချင်းချောက်မှုတွေမြင့်တက်နေတဲ့အချိန်ရေလက်ကြားဖြတ်ကျော်ပြိပခဖြစ်ပွားလာနိုင်တဲ့အချိန်မှာထိုင်ဝမ်လူငယ်တွေကတိုက်ခိုက်မဲ့လမ်းကိုရွေးချယ်လိမ့်မှာမဟုတ်ကြောင်းဆောက်ချိုင်းနာမွန်နီပို့စ်ကပြုလုပ်ခဲ့တဲ့အလို့သဘောအင်တာဗျူးတွေမှာဖော်ပြခဲ့ပါတယ်။အင်တာဗျူးအများပြမှာထိုင်ဝမ်လူငယ်တွေကအသက်အန္တရာယ်ရှိတဲ့စစ်ပွဲရဲ့သဘောတဘာဝနဲ့တရုတ်ပြည်မှာကြီးတဲ့နိုင်ရှင်ရင်စီးရေးအင်အားနည်းနေတဲ့ထိုင်ဝမ်စစ်တပ်ရဲ့အားနည်းချက်တွေကြောင့်တိုက်ပွဲဝင်ဖို့တွန်းဆုတ်နေတဲ့ရလက်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီပြင်အမေရိကန်ဒါမှမဟုတ်ဂျပန်လိုထိုင်ဝမ်ရဲ့မဟာမိတ်တွေကထိုင်ဝမ်ဘက်ကဝင်ရောက်ကူညီပေးမဲ့ဖြစ်နိုင်ခြေထိုင်ဝမ်ရဲ့ဂျူတင်ပြင်ဆင်ခြင်း င်းခဲ့မယ်မူလာမယ့်9နှစ်အတွင်းစစ်ပွဲဖြစ်ပွားလိမ့်မှာမဟုတ်ဆိုတဲ့ခံမှန်းချက်တွေကိုမယုံကြည်ကြကြောင်းအင်တာဗျူးတွေမှာဖော်ပြခဲ့ပါတယ်။ တခြားယူချက်စရာအခြေအနေတခုရှိမယ်ဆိုရင်တော့စစ်မတိုက်ချင်ဘူးစစ်ပွဲဆိုတာကတရေးရှင်ရေးကိစ္စကြီးလေလို့တိုင်ပင်အခြေဆိုင်အားကစားသမားများအတွက်ဖြည့်စွက်စာရောင်းချတဲ့ကုမ္ပဏီဝန်ထမ်းတူဖြစ်တယ်အသက်25နှစ်အရွယ်ရှိယူပိုချန်းကပြောပါတယ်ဒါပေမဲ့ရေလက်ကြားဖြတ်ကျော်စစ်ပွဲဖြစ်လာလို့စစ်စည်းရုံးမှုကြီးညာတဲ့အချိန်မှာကျွန်တော်တို့အရွယ်တွေကစစ်မှုထမ်းမှုကျင့်တီခေါ်ဆောင်ခံရပါလိမ့်မယ်ဆိုလိုချင်တာကကျွန်တော်တို့သဘောဆန္ဒပါတီဖြစ်စီမပါတီဖြစ်စီစစ်ထဲကိုဝင်ရပါလိမ့်မယ်လို့ယူကပြောကြားခဲ့ပါတယ်ယူရဲ့လွတ်ဖို့အကင်ဘတ်တူဖြစ်တဲ့လူဤဝေကလည်း ထိုင်ဝမ်ကိုကာဝေးရာမိမိတို့အရန်တပ်ဖွဲ့ဝင်အားလုံးရဲ့တာဝန်ဖြစ်ကြောင်းဒါပေမဲ့လည်းတာဝန်သားမရှိခင်ရင်တိုက်ခိုက်ခြင်းစိတ်မရှိကြောင်းပြောကြားခဲ့ပါတယ်။စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပေါ်တူဂီအသင်းကောင်းဆောင်ရော်နယ်ဒိုဟာအမျိုးသားနိုင်ငံတကာဘောလုံးလောကမှာနိုင်ပွဲအများဆုံးကစားသမားအဖြစ်ကင်းနစ်ကမ္ဘာစံကျင်တင်မှတ်တမ်းကိုရရှိခဲ့တဲ့ဆွေသတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုကြည့်ရှုလိုက်အောင်ပါ ပေါ်တူဂီသင်္ကောင်းဆောင်ရနေဒိုဟာအမျိုးသားနိုင်ငံတကာဘောလုံးလောကမှာနိုင်ပွဲအများဆုံးကစားသမားအဖြစ်ကင်းနစ်ကမ္ဘာစံချိန်တင်မှတ်တမ်းကိုရရှိခဲ့ပါတယ်။ရနေဒိုဟာပေါ်တူဂီသင်္ကောင်းဒိမ့်မဲ့အသင်းကို၅ခု၂ခုနဲ့အချိန်ပိုမှအနိုင်ရရှိခဲ့တဲ့ကွာတာဖိုင်နယ်ဒုတိယအကြော်ပွဲစဉ်မတိုင်ခင်မှာဒီကုံပြူမှတ်တမ်းကိုလက်ခံရရှိခဲ့တာပါ။ဘလွန်ဒီယောစုကို၅ချိန်ရရှိထားတဲ့ရနေဒိုဟာရီယယ်အသင်းပေါ်ဟောင်းရာမိုစ်ရဲ့စံချိန်ကိုကျော်ဖြတ်ပြီး နိုင်ငံတကာပေါ်လုံးပွဲဒီမှာနိုင်ပွဲ132ပွဲနဲ့နိုင်ပွဲအများဆုံးကစားသမားအဖြစ်စံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။အသက်40နှစ်အရွယ်ရှိရနေတူဟာအမျိုးသားနိုင်ငံတကာပေါ်လုံးလောကမှာကိုယ်သွင်းအများဆုံးကစားသမားအဖြစ်လဲကင်းနစ်ကပါစံချိန်တင်ထားတာပါ။ရနေဒူဟာဒိမက်အသင်းရဲ့ပွဲချင်းရဲ့ပွဲချင်း6မိနစ်မှာရရှိတဲ့ပနတီကိုကိုဝင်းရောမကန်သွင်းနိုင်ခဲ့ပေမယ့်ဒုတိယပိုင်းပွဲချင်း82မိနစ်မှာပိုတူဂီအသင်းအတွက်ကိုသွင်းယူနိုင်ခဲ့ပါတယ်ရနေဒူဟာဒီသွင်းကိုကြောင့်22နှစ်ဆက်တိုက်နိုင်ငံတကာသွင်းကိုရယူနိုင်ခဲ့တာပါ ရနဒိုဟာလက်ရှိအချိန်မှာပိုတူဂီအသင်းအတွက်219ပွဲပါဝင်ကစားထားပြီး136ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ပိုတူဂီအသင်းအားဒိမတ်အသင်းကိုပထမကြော့ပွဲစဉ်မှာတဂိုးကူးမရှိနဲ့အရေးနိုင်ခဲ့ပေမယ့်ဒုတိယအကြော်မှာ3ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။အဲဒါကြောင့်နှစ်ကြော်ပေါင်းရလဲ3ဂိုးစီတည်ကျနေခဲ့လို့အချိန်ပိုဆက်ကစားခဲ့တာမှာပိုတူဂီအသင်းကအနိုင်ဂိုး2ဂိုးရရှိပြီးဆီမီဖိုင်နယ်ကိုတက်နိုင်ခဲ့တာပါ။ တူဂီအသင်းအားဆီမီဖိုင်နယ်မှာဂျာမနီအသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးနောက်ထပ်ဆီမီဖိုင်နယ်ပွဲစဉ်အဖြစ်ပြင်သစ်နဲ့စပိန်အသင်းတို့ရှင်ပြန်ရမှာဖြစ်ကာဒီပွဲတွေကိုကြုံလာတဲ့ကျင်းပသွားမှာဖြစ်ပါတယ်။ CNN သတင်းဌာနရဲ့2025ခုနှစ်မတ်လ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြည့်ရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။